အခုလပိုင်းမှာရန်ကုန်မြို့ရဲ့အိမ်ချမ်းမြေဈေးကွက်ကြီးအယောင်းဝယ်အေးနေပါတယ်ဒီသတင်းကိုတော့ဥညင်ငယ်ကပေးပို့ထားပါတယ်ခင်ဗျာစိုးရရွှေဖြစ်တဲ့ရန်ကုန်မြို့မှာတော့ပုံလင်းရည်ရောက်လာတဲ့အတူအစိုးရရဲ့အိမ်ချမ်းမြေကာလာပေါက်ဈေးတက်မှတ်ပြီးနောက်ပိုင်းအိမ်ချမ်းမြေလောကသားတွေစောင့်ကြည့်နေတဲ့အခြေအနေဖြစ်တာကြောင့်အိမ်ချမ်းမြေအယောင်းဝယ်အေးနေတယ်လို့အိမ်ချမ်းမြေအကျိုးဆောင်တွေကပြောပါတယ်ဒီအခြေအနေမှာတော့အိမ်ချမ်းမြေဈေးကွက်ကနေနေတယ်ခုနပြောသူရာသီအများကြီးအရင်ကလူတို့ဈေးရတယ်ပါတယ် အဆောနှုံးနှမ်းနဲ့ပတ်သက်ပြီးတော့ဒါဆန်နှုံးတွေတတ်မှတ်တဲ့အခါမှာလည်းဒါကိုစောင့်ကြည့်တဲ့နေခန်းတွေလည်းပါတယ်နောက်တစ်ခါတခြားအကြောင်းကြောင်းတွေလည်းပါတယ်ဆိုတော့ကဒီလိုနေသားမျိုးလေးကငါထင်ပါတယ်ဒီဒီဇင်ဘာကျော်တဲ့အထိကတော့ဒီပုံစံနဲ့ပုံမှန်လေးပဲဆက်သွားလိမ့်မယ်လို့မြင်တယ်လူကြီးတွေဖြစ်တဲ့ရောင်နဲ့မန္တလေးမြို့တွေမှာအကြောင်းဝယ်အင်းနေပေမဲ့လည်းနေမြို့တွေမှာတော့အကြောင်းဝယ်အကောင်းနေတယ်လို့သိရပါတယ်အခုဖြင့် ရန်ကုန်မန္တလေးနေပြည်တော်ကလူတွေအကြည့်ကြည့်တာဘယ်မှာသွားရအားကြီးစောင်းနေလဲဆိုတော့ကကြာတော့ခုနကဆိုနယ်လေးမှာတော့ပြောင်းရောင်းမလေးတောင်းနေတယ်အဲ့ဒါစီမံကိန်းလေးတွေစီမံနေတာမျိုးလို့ပေါ့ဥပမာမုံသာဆိုလို့ရှိရင်အရောင်းမလေးကအရန်ကောင်းလာတယ်နော်နောက်တစ်ခါဒီမြို့ဝကျုံမနေရာတွေမှာညောင်တိုးလို့မလို့ဆိုနေရာတွေမှာအရန်ကောင်းလာတယ်အချိန်ထဲမှာမုဒုံလို့မလို့နေရာတွေမှာအရန်ကောင်းလာတယ်ဒါမျိုးလေးတော့ဖွက်ပြီးတော့ကောင်းနေလိမ့်မယ်ဘကုံးမှာလည်းပြန်ငြိမ်သွားတယ်လူစိတ်ကူးစားနေနေတော့သူတို့လည်းပဲဆက်မှုစုံအနေထား က်ကခမျိုးမနေတာရှိပြီးတက်တယ်မှာပါကောင်းရဝင်းချမ်းမြေဈေးကွက်အရောင်းဝယ်အင်းနေပြီမဲ့လဲစင်ချေဘုံမြို့နယ်တွေမှာတော့အိမ်တိုက်ခန်းနဲ့ကွန်ဒိုကားတွေအလုပ်ဖြစ်နေတယ်လို့အင်းချမ်းမြေဈေးကွက်ကသိရပါတယ်ကျွန်တော်ညီရပါခင်ဗျာ